ော်တိုဘာလ15ရက်နေ့ငါပြောသောစကားသည်ဝိညာဉ်ဖြစ်၏အသက်လည်းဖြစ်၏ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး6ခန်းငယ်63တုခေတုအခါတွင်ဘာသာရေးကောင်းဆောင်တဦးနေဖြင့်သခင်ယေရှုကဒုရီယာမွေးဖွားခြင်းကိုခံရမည်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး3ခန်းငယ်9ကိုဟောကြားခဲ့ပါသည်ဏိဂောရင်အနေဖြင့်ဘာသာရေးဘုဒ္ဓတာပြည့်ဝသူဖြစ်တော်လဲဒုရီယာမွေးဖွားခြင်းကို လက်မခံနားမလည်နိုင်ကြပြီကျွန်တော်ဒီလဲရေပေါ်စကိတ်စီးခြင်းအားစားကိုစာအုပ်ဖတ်၍လေ့လာခဲ့ဘူးတစ်ဖြစ်ဂေါ့ကစားခြင်းနဲ့ပတ်သက်၍စာအုပ်များစွာဖတ်ဘူးတော်လဲလက်တွေ့လှုပ်ဆောင်ခြင်းမှာရရှိသည့်အထွေထွေဖြစ်တာတိုးတက်မှုရှိနိုင်ပါတယ်တင့်နေဖြစ်ဘာသာရေးနှင့်ဘာသာရေးဆိုင်ရာ theory များကိုလေ့လာနိုင်တော်လဲအခြေတစ်ခုတွင်သခင်ယေရှုနှင့်တွေ့တည်ခြင်းအထွေထွေရရှိရန်လိုအပ်ပါတယ်ယနေ့အတွက်ဆုတောင်းခြင်း ကျွန်တော်ကိုအသက်ပေးခဲ့တဲ့အတွက်ကျေးဇူးတော်ချီးမွမ်းပါတယ်ဖခင်သခင် အာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြတ်တန်ရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်မြင်ခင်ဗျာ